အိန္ဒိယဟာအာမေးနီးယားနိုင်ငံကိုလက်နက်တွေရောင်းချမှုကိုတိုးမြင့်နေတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။အဲ့ဒီလှုပ်ဆောင်မှုဟာတူရကီ၊အဇာဘိုင်ဂျန်နဲ့ပါကစ္စတန်ကြားမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးတိုးမြင့်လာမှုကိုတံပြန်တဲ့အာထုတ်ကြိုးပမ်းမှုဖြစ်ပါတယ်။တူရကီနဲ့အဇာဘိုင်ဂျန်တို့ဟာမကြာသေးမီကအိန္ဒိယနဲ့ပါကစ္စတန်ကြားဖြစ်ပွားခဲ့တဲ့နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေမှာပါကစ္စတန်ဘက်ကထောက်ခံခဲ့ကြတာကြောင့်အဲ့ဒီသုံးနိုင်ငံဟာအိန္ဒိယရဲ့ဒေသတွင်းအကျိုးစီးပွားတွေအတွက်စင်ခုံမှုဖြစ်လာခဲ့ပါတယ်။ အရင်ကရုရှားထံကလက်နက်တွေဝယ်ယူခဲ့တဲ့အစားပိုင်ချာဟာ2020ပြည်နှစ်ကစပြီးအိန္ဒိယနဲ့ကာကွယ်ရေးဆက်ဆံမှုတွေတိုးမြင့်လာခဲ့ပြီးရုရှားထံကလက်နက်မိခိုမှုကိုလျှော့ချလာခဲ့ပါတယ်။အဲ့ဒီအပြောင်းလဲအားယူကရိန်းရုရှားစစ်ပွဲနဲ့အခြားဒေသတွင်ပြည်ပခါတွေကြောင့်မဟာမိတ်နိုင်ငံတွေကြားအာရုံစိုက်မှုမြင့်တက်လာခဲ့တဲ့ယူရေရှားဒေသတဝန်ပထဝီနိုင်ငံကြီးပြိုင်ဆိုင်မှုပုံမှုပြင်းထန်လာတဲ့အခြေအနေကိုပြသရရောက်ကြောင်းအိန္ဒိယကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။တူရကီနဲ့အဇာဘိုင်ဂျန်ဟာပါကစ္စတန်အတွင်းလေကြောင်းတိုက်ခိုက်ခဲ့တဲ့အိန္ဒိယရဲ့ operation center စစ်စင်ရေးမှာပါကစ္စတန်ဘက်ကထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။ အိန္ဒိယဟာအီဘီလာအတွင်းကအိန္ဒိယဗကြံရှိကက်ရှမီးယားဒေသမှာလူ26ဦးသေဆုံးခဲ့တဲ့စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးပါကစ္စတန်ကိုအပြစ်တင်ခဲ့တယ်လို့ပါကစ္စတန်ဟာအဲ့ဒီစစ်သွေးကြွတွေကို ထောက်ပံ့ပေးထားကြောင်းဆွဆွဲခဲ့ပါတယ်။အဲ့ဒီနောက်ပါကစ္စတန်နယ်စပ်ရှိတန်တရားဖြစ်ပွဲစစ်သွေးကြွစခန်း9ခုကိုလေကြောင်းတိုက်ခိုက်ခဲ့ကနှစ်နိုင်ငံနယ်စပ်တစ်လျှောက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။အိန္ဒိယဟာတူရကီအဇာဘိုင်ဂျန်နိုင်ငံတွေနဲ့ဆက်ဆံရေးတိတ်အဆင်မပြေပါဘူး။အဲ့ဒါကြောင့်အာမေးနီးယားနိုင်ငံကိုလက်နက်ရောင်းချမှုကအဲ့ဒီနိုင်ငံတွေနဲ့ဆက်ဆံရေးအပေါ်တက်ရောက်မှုမရှိနိုင်ပါဘူး။ အထူးသဖြင့်အဲ့ဒီနိုင်ငံစလုံးက Operation Sindor စစ်စင်ရေးမှာပါကစ္စတန်ဘက်ကပုတ်ပွင့်လင်းလင်းရပ်တည်ခဲ့ကြလို့ပါပဲလို့ New Delhi အခြေစိုက်လုံခြုံရေးကျွမ်းကျင်ပညာရှင်များအဖွဲ့ဖြစ်တဲ့ Indic Researcher Forum ရဲ့အကြံပေးပုဂ္ဂိုလ် Rajan Kocha ကပြောကြားခဲ့ပါတယ်။2020ခုနှစ်ကချုပ်ဆိုခဲ့တဲ့စာချုပ်အရအိန္ဒိယဟာအမေရိကန်နိုင်ငံကိုမြေပြင်မှဝှဟင်ပြေး Akash 1S ဒုံးကြီးစနစ်တွေရဲ့ဒုတိယအတုပ်ကိုပေးပို့ဖို့စီစဉ်နေပြီးဟာဝန်စာအမြောက်တွေဖနာခအတွဲလိုက်ဒုံးပြစ်စနစ်တွေကိုလည်းပေးပို့ဖို့ပြင်ဆင်နေရပါဗျ။